ကျွန်တော်တို့ရှိမှာ level journey chat ရဲ့နာ whatsapp group ရဲ့ပေါ့နော်အဲအဲ့ဒီအကြောင်းလေးကျွန်တော်တို့တရားလေးကြီးကြီးညက်ဆွေးနွေးခဲ့ပြီးပြီအဲဒီ chat တွေကိုအသုံးပြုပြီးတော့ဟာကြတော့ကျွန်တော်တို့ quality control program တွေကို run နေနေရမှာဘယ်လိုမျိုးအသုံးချမလဲဆိုတာရေအဲ whatsapp group နဲ့အတူကျွန်တော်တို့ group violation တွေပေါ့နော်အဲဒီတက်မှတ်ထားတဲ့စီမင်းစီကံတွေဖောက်ဖျက်ခြင်းဆိုရင်ဒါတွေကိုလည်းတိလာပြီးသွားပြီအဲ့တော့အဲ့ဓာတွေကိုကျွန်တော်တို့လေးလာတဲ့အခါမှာအဲဒီ ွေဖယ်မှုတွေပေါ့နော်ဒီကျွန်တော်စစ်စီးရဲ့ analyte တွေရဲ့ရလဒ်တွေစစ်စီးမှုအဖြေတွေရဲ့ဒီသတ်မှတ်ထားတဲ့ value တွေအတိုင်းမဟုတ်တာသတ်မှတ်ထားတဲ့ range တွေအတိုင်းမဝင်တာအဲဒါမျိုးတွေကိုကျွန်တော်တို့သိရှိဖို့အတွက်ဆိုလို့ရှိရင်ဒါကအဲတဏန်းနဲ့ပေါ့နော်ပမာဏတစ်ခုအားဖြင့်သိရှိရအောင်တွက်ချက်ဖို့လိုမယ်လို့ကျွန်တော်တို့ပြောခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ systematic errors တွေ random errors တွေကြောင့်တွေ့ဆွေးနွေးပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ bias ကိုလည်းဆွေးနွေးပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရာဒီပမာဏတွေအနေနဲ့ပေါ့နော်ဘယ်လိုမျိုး errors တွေကိုသိရှိအောင်တွေ့ချက်ပေးလဲဆိုတာကိုဆက်လက်ပြီးတော့ဒါကသိရှိရအောင်မှာဖြစ်တယ်ပေါ့နော်ဒါမှတန်လေကျွန်တော်တို့ errors တွေရှာပြီးတော့ဟာကြတော့ correct လုပ်နိုင်မှာဖြစ်တယ်အဲ့တော့ဒါတွေကျွန်တော်တို့ဘယ်လိုတွေ့မလဲပေါ့နော် today error တွေဘယ်လိုတွေ့မလဲ today error မှာဒါက systematic error နဲ့ error နှစ်ခုပေါင်းပါတာပြောထားပြီးသားဖြစ်တယ်အဲ့တော့ဒါတွေကျွန်တော်တို့ တွက်ချက်ခြင်းအပြင်ဘယ်လိုနေရာတွေမှာအသုံးချနိုင်မလဲ။ဒါခါကျွန်တော်တို့အဲ့တွက်ချက်တဲ့နေရာမှာ factor တွေသုံးရမှာပေါ့နော်။အဲ့ factor ပါလေဆိုလို့ရှိရင် coverage factor ဖြစ်ပါတယ်။အဲ့ဆိုကျွန်တော်တို့ရှေ့ပိုင်းက MU ပေါ့နော် measures and uncertainty ပြောတော့ဟာပြောခဲ့ပြီးသား။ကျွန်တော်တို့ဒီအဲ အဲအခုအခုကျွန်တော်တို့ဒီပြောရတဲ့ဒီ errors တွေပေါ့နော် systematic errors တွေနောက်တစ်ခါကျ bias တွေမပါဘဲနဲ့အဲဒါကထည့်သွင်းပြီးတော့တွက်ချက်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ MU ဆိုတဲ့ဟာကိုသုံးတယ်အဲ့တော့ AMU အတွက်ကိုလည်းကျွန်တော်အဲတော့ကဒီ coverage better ဆိုပြီးတော့ခါကျတော့ထည့်သွင်းပြီးတော့ဆွေးနွေးခဲ့ရပေါ့နော်အဲအဲ့ဒါကိုလည်းပဲဒီမှာတခါထည့်ပြီးတော့ခါကျတော့ပြန်လည်ပြီးတော့ဒါအသုံးပြုကြအောင်ပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲအရှိရပြောရဲကျွန်တော်တို့ဒီ coverage better နဲ့ဒီဟာဒီဥစ္စာနဲ့ပါကွာမလဲဆိုတော့လည်းပဲထပ်မံပြီးတော့ဒီမှာလေ့လာကြရအောင်ပါဖြစ်ပါတယ် change တခုရှိပြီဆိုလို့ရှိရင်ကျွန်မတို့ဒါဟာ acceptive ပဲဖြစ်လားမဖြစ်လားဆိုတာကိုသုံးဖြတ်ဖို့လိုရပေါ့နော်တကယ်တော့ကျွန်မတို့ change ပေါ့နော်ပြောင်းလဲမှုတခုကိုရှိသွားရဲဆိုတာဟာအဲကျွန်မတို့ရဲ့ဒီ accuracy ရော position တို့မှာဒါပြဿနာရှိနေပြီဒါဟုတ်ကျွန်မတို့ပြောင်းလဲဖို့တလိုအပ်တယ်ဆိုတာကို3ပြစင်ဖြစ်ပါတယ်အဲ့တော့အဲ့လိုနေရာမှာအဲအဲ့လိုဒီပြတဲ့နေရာမှာကျွန်တော်တို့ဒီတိတာထင်ရှားတဲ့ medically significant error တခုကိုရှိနေပြီဆိုတာကိုသိစေဖို့အတွက်ဆိုလို့ကျွန်မတို့အသုံးပြတာက LG check တွေသုံးနေပြီးတော့ဟာကြတော့ rule violation တွေသုံးနေပေါ့နော်အဲ့ဒီကအဲ့ရာကြီးပြီးတော့ဟာကြတော့ ော့ဆရာမတို့ပြောတဲ့ change ဆိုတဲ့ဟာဒီ acceptable change ဖြစ်လားမဖြစ်လားဆိုတာကိုဆုံးဖြတ်ကြတာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကအဲအရှိရကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအဲဝိသေသလက္ခဏာတွေပေါ့နော်ဒီ rules တွေသုံးနေပြီးတော့ဟာကျွန်တော်သတ်မှတ်ချက်တွေသုံးနေပေါ့နော်အဲ့တော့အဲ့တို့သုံးနေဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေတွေ့ရမလဲပေါ့အဲ precision တွေ accuracy တွေပြောင်းလဲဖို့လိုလာပြီဆိုတာကိုအဲကျွန်တော်တို့ဒီ change တွေကနေဒီခါကျတော့တွေ့နိုင်တယ်ပေါ့နော်အဲ့တော့ SG ချက်တွေသုံးတယ်ခုနပြောလို့ rule violation ဒီသုံးပြီးတော့ခါကျတော့ဒီဟာတွေ change ထိုးပြီးတော့ medical significant error ဟုတ်မဟုတ်ကြည့်တယ်ပြီးသားပြီဆိုလို့ရှိရင်ဒါတွေကျွန်တော်တို့တွက်ချက်တယ်ပေါ့နော်အဲ့တော့တွက်ချက်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အဲ share ကိုကျွန်တော်ပြောခဲ့တာ bias ပေါ့နော် bias ကတော့ကျွန်တော်ခဏအားဖြင့်ပမာဏအားဖြင့်တွက်ချက်ပြီးတော့ခါကြတော့မှဒါပြင်ဆင်မှာရှိတဲ့အတွက်ကြောင့် bias ကြောင့်ပြောရင်းနဲ့ဒါကိုကျွန်တော်တို့ထည့်ပြီးတော့ဒီ slide လေးကိုပြောခဲ့ရလေးရှိတယ်အဲ့တော့ကျွန်တော်တို့ performance method ပေါ့နော်ဒီ air method performance ပေါ့ဒါကိုကျွန်တော်တို့တောက်လျှောက်စောင့်ကြည့်စစ်ဆေးဖို့အတွက်ဆိုလို့ရှင်ကြတော့ bias ကလိုလာရဲပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကတွေ့ဖက်ပြီးတော့ဒီရမှာက total error ဖြစ်တယ်ဆိုတော့ပြောခဲ့ပေါ့နော် total error ကကျွန်တော်တို့ရှေ့ရပြောခဲ့လိုပဲ random error systematic error နှစ်ခုလုံးပါဝင်တယ်အရှိရှိသမျှဆိုတော့ကျွန်တော် error စီကုန်လို့ပေါင်းဆက်ပြီးတော့ခါကြတော့ကျွန်တော်တို့ဒါကဒီ question cap အနေနဲ့ဆိုလို့ရှင်ပြန်ပြီးတော့ခဏအားဖြင့်ပေါ့နော်အတိအကျဘယ်လောက်ထိ error ရှိလဲဘယ်လောက်ထိဒီ bias ကအားဖြင့် trend နေတယ်လဲဆိုတော့တွက်ချက်တွေဆိုတော့လေးပဲရှေ့ရကျွန်တော်တို့ bias မှာ တွက်ချက်ပြခဲ့တဲ့နမူနာမှလေးပဲပြောခဲ့တာရှိရဲပေါ့နော်အဲ့တော့ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ဒီ digital error ကိုဘယ်လိုမျိုးကျွန်တော်တို့လက်ခံနိုင်နေတဲ့ဒါမျိုးဖြစ်အောင်တွက်ချက်ကြအောင်လေးဆိုရရေအဲတွက်ချက်ပုံတွက်ချက်ဒီဘယ်လိုမျိုးအဲဟိုပါပေါ့နော်စဉ်းစားရတယ်လေပေါ့ဒါကိုလေးပဲကျွန်တော်တို့ဇွနေပြီးတော့မှဖြစ်ပါတယ် အဲ့တော့ကျမတို့ bias ကိုနားလည်ရမှာပေါ့နော်အဲ့တော့ bias ကတော့နားလည်ပြီးသားလို့ပဲကျမကတော့အဲဒီမှာယူဆလိုက်ပါတယ်တွက်ချက်ပုံလည်းတည်ပြီးသွားပြီလွယ်လွယ်လေးပဲဆိုတာလည်းပဲတည်ပြီးသွားပြီပေါ့နော်အဲ့တော့အဲ့ဒီမှာခုနကကျမပြောခဲ့လို့ပဲ method performance ပေါ့ဒါကိုကျမတို့ကအပြည့်အဝစောင့်ကြည့်စုအတွက်ဆိုလို့ရှိရင်ဒီ total error တွေကမဖြစ်မနေအဲတည်ဖို့လိုလာတယ်ပေါ့ဒါကြောင့်လို့ကျမတို့ဒီ total error အသုံးပြုပြီးတော့အခါကျတော့ query တည်ခြင်းနဲ့အဲဒီ change ဒီ acceptable change ဖြစ်လားမဖြစ်လားဆိုတာကိုတွားပြီးတော့ဇုံဇုံပြရမှာဖြစ်တယ်ဆိုပြီးတော့ပြောခြင်းဖြစ်ပါတယ် ဲ့တော့အခြေချက်မှာကျတော့ကျမတို့ကဘာဖြစ်လို့ဆက်ပြီးတော့သုံးလို့မရအောင်လဲဆိုရင်သူ့မှာကျတော့အဲသူ့ရဲ့ဒီ limitation တွေရှိရဲ့အဲ့တော့ system တို့ method တို့မှာတခုကိုအများလဲရှိနေဆိုတော့ညွှန်ပြတာမှန်တယ်ဆိုပေမဲ့လည်း performance method အဲ့ဒီ method performance တခုလုံးတော့သူကအဲအပြည့်အဝစစ်စစ်ပြီးနိုင်ကျင်တော့မရှိဘူးတခါကျမတို့ဘယ်လောက်ထိအဲဟိုဟာဖြစ်နေလဲပေါ့နော်တွေ့ဖယ်နေတယ်လဲဆိုတာကိုလည်းပဲအစီအစက်ကနေပြီးတော့အတိအကျဖော်ပြပေးနိုင်ခြင်းမရှိဘူးပေါ့နော်။သူကတော့ကျွန်မတို့ data points တွေနဲ့ပြန်ပြချတာပြည့်တဲ့အတွက်ကြောင့်မလို့သူ့မှာ limitation တွေရှိပါတယ်။ အဲ today error အနေနဲ့ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုသိရမလဲဆိုရင်ဒီဘလောက်ထိပြောင်းလဲသွားတယ်လဲပေါ့နော် true value ကနေဘလောက်ထိကွာသွားလဲဆိုတော့ကျမတို့အအမှန်ကန်ဆုံးဖြစ်ရမယ်ဆိုရဲဒီ acceptable ဖြစ်တဲ့အအမှန်ကန်ဆုံးဖြစ်တဲ့အ point ပေါ့နော်အဲ့ဒီကနေဘလောက်ထိကွာဝေးလို့ရလဲဘလောက်ထိပြောင်းလဲလို့ရလဲ ကြောင်းလဲခွင့်ရှိတဲ့ပမာဏကိုသိရှိစေဖို့လည်းကျွန်တော်တို့ဒိုးတဲ့ error ကိုတွေ့ချရတာဖြစ်ပါတယ်။အဲဒီမှာအခုကျွန်တော်တို့သိကျင်တဲ့ method performance ကိုကြည့်လို့ရတယ်။ပြီးတော့ခါကျတော့ဒီမတိကျခြင်းဆိုတဲ့ကိစ္စတခုပေါ့နော်။ inaccuracy, imprecision ဒါတွေကိုလည်းပဲကျွန်တော်တို့ဒီအားလုံးကျမတို့ကိန်းကနေတခုနဲ့ပေါင်းစည်းပြီးတော့ဖော်ပြပေးနိုင်တယ်ပေါ့။ဒါကြောင့်ကျမတို့ဒီ total error ဆိုတဲ့စကံလုံးကိုကိုစားပြပြီးတော့ခါကြတော့ကျမတို့သိကျင်တဲ့ change တခုဒီ acceptable ဖြစ်လာမှဖြစ်လာဆိုတာကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ်။အဲ့တော့ကျမတို့ဒီ အဲပေါင်းဆက်ပြီးတော့ဒါကတောင်တိုင်းတာထားတဲ့ဒီကနန်းတစ်ခုဖြစ်တယ်ဆိုတာကိုအခုသိသွားပြီပေါ့နော် inaccuracy ရော imprecision ရောနှစ်ခုလုံးပါတယ်ဆိုတာသိသွားပြီဘလောက်ကြီး true value ကနေပြီးတော့ quantity တည်းလဲပေါ့နော် largest variation ဘလောက်ရှိလဲဆိုတော့ကျွန်တော်တို့ပမာဏနေပေါ့နော် quantity အဖြစ်သိမယ် method performance ကိုလည်းသိမယ် inaccuracy imprecision တွေကိုလည်းပဲကျွန်တော်တို့ပေါင်းဆက်ပြီးတော့ကနန်းတစ်ခုတွေနဲ့ကနန်းတစ်ခုအနေနဲ့ဒါကိုစမ်းပြပြီးတော့သိရမယ်ဒီတဲ့ဆိုတော့တို့ရတာက emitter မှကျွန်တော်တို့အသုံးဝင်နေဆိုတော့အခုနားလဲသွားလို့ရပြီပေါ့နော် ရှိရပြောရဲဒီအဲတင်ငန်းစာရဲမှာကျမတို့ accuracy နဲ့ precision တောင် ပြောရင်းနဲ့ဒီ bias ကိုတာဆိုတဲ့စကားလုံးလေးလည်းကျမစပြီးတော့ဒီပုံလေးနဲ့မိတ်ဆက်ပေးခဲ့ပေါ့နော်အဲ့တော့ bias ဆိုတာဘာလဲဆိုလို့ရှိရင်ကျမတို့ဒီအဲကိုသတ်မှတ်ထားတဲ့နေရာတစ်ခုထဲမှာပဲအဲရှိရှိခြင်းနဲ့အနေထားပေါ့နော်အဲ့တော့ low bias နဲ့ high bias ကိုလည်းကျမတို့အဲတွဲပြီးတော့ပြထားတယ် ဲ့တော့ဟိုဟာပေါ့ဒီ precision ရှိရယ်ဆိုပေမဲ့လည်းပဲကျွန်တော်တို့ low bias fit နေမှာဒါလည်း true value နဲ့အဲ target value နဲ့ကပ်နေမှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ weigh กว่าနေမှာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ variance နဲ့ပါတွဲပြီးတော့ငါချက်ပြောပြခဲ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်အဲ precision ရှိရယ်ဒါပေမဲ့လည်း accuracy မရှိရတဲ့အတွက်ကြောင့်မလို့ဒီနေရာထဲမှာပဲဆူပြီးတော့ high bias fit နေအောင်ကျွန်တော်တို့ရအောင်ဖြစ်တယ်ဒီမှာဆိုလို့ရှင်တော့ accuracy ရော precision လုံးဝမရှိတော့ဘဲနေမှာ target နဲ့ weigh กว่าပြီးတော့ SDA လည်းသိပြီးတော့များနေရပေါ့နော် dispersion လည်းသိများအောင်ကျွန်တော်တို့ရှေ့ပိုင်းကပြောပြခဲ့ဖြစ်တယ်ပေါ့ဒါတွေကျွန်တော်တို့ရှေ့ကကျွန်တော်တို့ဒီ accuracy precision နဲ့ဆက်ဆက်တယ်ပြီးတော့ငါကြတော့ type of error ပေါ့နော် random error လား systematic error လားဆိုတာကိုလည်းခွဲခြားပြီးတော့ပြောရင်းတဲ့ဒါလေးကိုရှင်းလင်းခဲ့ပြီဖြစ်ပါတယ် အဲ့ဒီမှာဆိုလို့ရှိရင်အဲပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် SD နဲ့ bias ပေါ့နော် bias ဆိုတာအခုကျွန်တော်ပြောခဲ့လေ target နားမှာပဲရှိခြင်းနဲ့အနေထားကိုပြောတာအဲ့တော့ဟိုဟိုကောင်းတယ်ပေါ့နော်ဒီ result ဒီကျွန်မတို့ဒီ target နားမှာရှိနေရဆိုလို့ရှိရင်ကျွန်တော်တို့ low bias ဖြစ်ပြီးတော့ add ပြီးဝေးသွားလို့ကျွန်တော် bias ဖြစ်မယ်အဲ့မှာမှာကျွန်တော်တို့ dispersion ပေါ့နော် standard deviation dispersion မှာပဲအဲ့တော့ဘယ်လောက်ပြည့်အကျက် အဲ့ပြန်ကျင်းနေမယ်ဆိုရအနေဒါပြောပြခြင်းလဲဆိုပေါ်ပြခြင်းလဲဆိုပြီးကျမတို့ဒီ standard deviation သုံးပြီးတော့ခါကြတော့ပေါ်ပြကြရပါတော့เนาะဆိုတော့ဒါကဘာလဲဆိုလို့ရှိရင်သူ့ရဲ့အခြေခံသဘောတရားပြန်ပြီးတော့ဒါပြန်နှွေးပြီးခြင်းဖြစ်ပါတယ် today error ဆိုတာကတော့အခုပြောခဲ့တဲ့ကျမတို့ accuracy precision တစ်ခုစလုံးကိုသိရှိဖို့အတွက်ဆိုလို့ရှိရင် inaccuracy imprecision တွေကိုဒီမှာကျမဘယ်လိုစကားလုံးနေနဲ့ပေါ်ပြမလဲဆိုတော့ပြန်ပြီးတော့ဒါကနားလေလို့ရအောင်လို့ပြောပြထားတာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် SD က imprecision အဲ တာဂက်အနေလည်းပဲဝေးနေတယ်ဝေးတဲ့နေရာတွေကလည်းပဲသူကသူရောက်ရှိနေနေရာရောက်နေ dispersion အရင်များနေတယ်အဲ SDR ပြဆံမတို့ဒီမှာအဲ့လိုမျိုးမတူမြဲခန်းတန်းတွေအများကြီးထွက်လာမယ်ဆိုတော့ပြပြချင်းပြပြောခါကြတော့ integrity ဆိုတာကြတော့အဲတာဂက်ကနေဝေးပြီးတော့ခါကျတဲ့နေရာထဲမှာပဲဆိုပြီးတော့သူပဲနေတဲ့နေထားကိုဆံမတို့အဲနားလေလို့ရှားရဲဆိုတော့ပြောချင်းဖြစ်ပါတယ် ဒါကြောင့်ကျွန်မတို့ total error သိရှိဖို့အတွက်ဆိုလို့ရှိရင်ခဏအပြည့်ကျွန်မတို့သုံးခုလုပ်မယ်ပေါ့နော်အဲ့ခဏသုံးခုအခြေခံပြီးတော့ formula သုံးပြီးတော့တွက်ချက်ရမှာဖြစ်ပါတယ်နံပါတ်၄က observe me ပေါ့နော်မိမိတွက်ချက်လိုက်တဲ့ဒီ analyze အားလုံးရဲ့အဲရရှိတဲ့ mean ရလဲပေါ့နော်အဲ့တော့အဲ့ဒါကျွန်တော်တို့ fact အနေနဲ့ယူစားမယ်ယူမယ်ပေါ့နော်ပြီးတော့ငါကျွန်တော်တို့ true value ပေါ့ခုနကပြောခဲ့လို့ပဲတကယ်ဒီအဲ တနလိုက်မှာတကယ်တမ်းရှိသင့်ရှိတိုက်တယ်အဲကျွန်တော် expect လုပ်ထားတဲ့ value true value ရှိမယ်ပြီးတော့ကျွန်တော် SD နဲ့ CV ရှိမယ်ပေါ့နော်အဲ့တော့အဲ့သုံးခုအခြေခံပြီးတော့ခါကြတော့ကျွန်တော်တို့တွေ့ချက်ရမှာဖြစ်ပါတယ်အဲ့တော့အပေါ်မှာရှိတဲ့ကျွန်တော် main တို့ true value ဆိုတာကတော့ဒါက absolute bias အဲရဖို့အတွက်ကိုကျွန်တော်တို့ဒီ systematic error မှာဒါက စစ်ဆေးဖို့အတွက်ဆိုလို့ရှိရင် system interaction စစ်ဆေးဖို့အတွက်ဆိုလို့ရှိရင်သုံးနေဒီ app ဆိုလို့ဘာရဲဆိုပြန်ပြီးတော့ trace ဖို့အတွက်ဒါကဒီ command တွေလိုတာဖြစ်ပြီးတော့ငါကြောက်အောက်မှာတော့ကျွန်တော်တို့ random error အတွက်လိုအပ်တဲ့ချက်လက်တွေအရဆိုတော့ SD0CB percentage ဖြစ်တဲ့ဆိုတာကိုပြန်ပြီးတော့ရှင်းလင်းထားတာဖြစ်ပါတယ် အဲ့တော့ကျမတို့က systematic error ကတနည်းအားဖြင့်ကျမတို့ change ပါလိ။ဒါကြောင့်မို့လို့ကျမတို့က AD errors ကိုဘယ်လိုပုံစံမျိုးနဲ့ပေါ်ပြရမလဲဆိုလို့ရှိရင် gradual change လာဒါမို့လို့ရှိရင်လည်း abrupt change လာဆိုပြီးခါကြတော့အဲပုံစံအားဖြင့်ကျမတို့ပေါ်ပြရပေါ့။အဲ့တော့ဒါအရှိရပြောခဲ့တဲ့ဟာတွေမှာလည်းကျမတို့ပါပြီးသား trend ကို shift လုပ်ပေါ့နော်။ gradual change ဆိုလို့ကျမတို့ trend ပဲသွားပြီးတော့ abrupt transition ဖြစ်သွားတယ်။ abrupt change ဖြစ်သွားတယ်ကျမတို့ shift လို့ပြောရပေါ့နော်။အဲအကြီးချက်မှာဆိုဘယ်လိုပေါ်လဲဆိုတာလည်းပဲကျမတို့ပြပြလေးဖြစ်ပါတယ်။အဲ့တော့အဲ့ဒါကျမတို့ကဒီအဲ့လို change ဖြစ်သွားတဲ့ဟာကြီးကျမတို့ mean value ပေါ့နော်။ ကိုယ့်ရဲ့ဒီ observe mean value ကနေပြီး shift ဖြစ်သွားတဲ့အနေအထားတခုကိုဆိုလိုချင်တာဖြစ်ပါတယ်အဲ့တော့အဲ့မှာတို့ကျွန်တော်တို့ကဒီ trend အနေနဲ့ဆိုလိုချင်တာတိတ်မသိတာပေါ့ဒီကောင်ကသူကသူ့ရဲ့ဒီ reliability ကဖြည်းဖြည်းနဲ့ကြောက်ကြွားတာဖြစ်တယ်ဟိုခက်ကြကြလေးပဲကြည်ဖို့လုံသွားဖြစ်တဲ့အတွက်ကြောင့်လို့ trend ကတော့တိတ်မသိတာပဲမြင်အဲ့ဒီမှာ systematic error နေတဲ့ဆိုကျွန်တော်တို့ shift ကတော့တည်တာပဲလို့ကျွန်တော်တို့နားလည်ထားလို့ရပါတယ် အဲ့တော့ကျမတို့ဒီ systematic error တီးဖို့လဲဆိုလို့ရှိရင် calculation ပေါ့နော်ပမာဏအားပြီးကျမတို့ဟုတ်ပြီရွေ့တာတော့ရွေ့နေပြီဟိုဟာပေါ့အဲသူ့ရဲ့ဟိုဟာတော့ဒီ change ကတော့ဖြစ်နေပြီဒါပေမဲ့အဲ့ဒါဘယ်လောက်ထိ change ဖြစ်လဲဆိုတော့တီးဖို့လဲဆိုလို့ရှိရင်ကျမတို့အဲဒီ calculation လုပ်မှာဖြစ်တယ်အဲ့တော့ခုနပြောရဲကျမတို့ expected value ပေါ့နော် true value ဆိုတဲ့ဟာကိုမိမိတို့ရရှိတဲ့ observed value mean value ကနေပြီးတော့ဒီ expert ကနေပြန်နှုတ်လိုက်မယ်ဆိုကျမတို့ bias ကိုရမယ်ပြီးတော့အဲ့ရောက်မှာကျမတို့ပြန်ပြီးတော့ဒီ absolute bias ပြန်တွက်ပြီးတော့ဟာကျတော့အဲ့အဲ့ခဏန်းကိုပေါ့နော်အသုံးချပြီးတော့ခုနကျမတို့ပြောခဲ့တယ် CV ရော SG ကိုအခြေခံပြီးတော့ခါကြပြန်လဲပြီးတော့ဒီကျွန်မတို့ရဲ့တိုးတဲ့ error ကိုအသုံးအဲ track ချဖို့အတွက်လုံချမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ရှိရပြောခဲ့ပြီဒါ bias ကတော့ကျွန်မတို့ရှင်းနေ analytical system မှာကျွန်မတို့ထောက်လျှောက် consistent change ဖြစ်နေရ graph မှာလည်း external ကိုကျွန်မတို့ဒီပုံလေးမှာလည်းပြောခဲ့ပြီပေါ့နော်တနေရာထဲမှာသွားပြီးတော့စုပြီးတော့တွေးဖယ်ခြင်းနေတဲ့အနေထားပေါ့ဒါပေမဲ့အဲ့ဒါက consistent ဖြစ်နေတဲ့အနေထားကိုကျွန်မတို့တည်ထားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ given direction ကိုကိုလည်းပဲသူမှာရှိရ positive number number အဖြစ်ကျွန်မတို့ positive number လား negative number လားဆိုတော့သူမှာအဲသူရဲ့ဒီ ီးသန့်တစ်ခုကိုရှိမယ်ပေါ့နော်အပေါ်တက်လာလည်းဖြစ်ဖြစ်အောက်အောက်ရောက်လာလည်းဖြစ်ဖြစ်ဒါပေမဲ့လည်းသူ့ကိုဆိုလို့ရှိရင် तू က direction တစ်ခုနဲ့သွားနေရပြီလေဆိုတော့ကျမတို့နားလည်လို့ရတယ်အဲ့တော့ absolute ကတော့ကျမတို့ခုနကပြောခဲ့လို့ပဲ percentage နဲ့ပြန်ပြီးတော့တွက်ပြီးတော့ဒါကလိုအပ်တဲ့ဒီခင်ငန်းကိုရရှိအောင်ပြုလုပ်တာဖြစ်ပါတယ် အဲ့တော့ကျမတို့ random error အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကြာတော့သူ့ရဲ့ change ကကြာတော့ expected result ပေါ့နော်မိမိတို့မျှော်လင့်ထားတဲ့ result ကနေပြီးတော့ technically တွေးဖန်နေရဆိုရင်ကျမတို့ဘယ်လောက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုကျမတို့ random error လို့သုံးလိုက်တယ်အဲ့ဒါမှကျမတို့ acceptable RE လားဒါမှမဟုတ်ရှင် unacceptable RE လားပေါ့နော်ဒါကိုကျမတို့ပြန်ပြီးတော့သတ်မှတ်တယ်ပေါ့နော် SD ကိုကြည့်ပြီးသတ်မှတ်တာဖြစ်ပါအဲ့တော့ကိုယ့်ရဲ့ SD တွေမှာရှိတယ်ဆိုပြီး define SD တွေမှာရှိနေဆိုတကောင်ကျမတို့ accepted acceptable expected RE ရှိပြီးတော့ခါကြာတော့အဲ့ဒါပို့ပြီးတော့ trend outlier ဖြစ်နေရဲ့ plus or minus 3ရဲ့ကျော် အဲဟိုဘက်ဟိုဘက်ကိုကြော်လို့နေရဆိုပြီးကျွန်တော်တို့ဒါကိုလက်ခံနိုင်ခြင်းမရှိဘူး unexpected RE သို့မဟုတ်ရှင် antiseptic ပဲ RE လို့သုံးလို့ကြတာဖြစ်ပါတယ်အဲ့တော့ systematic error နဲ့ quality check ကတော့ကျွန်တော်တို့ဒီကောင်က inconsistent change ဖြစ်တယ်ဖြစ်နိုင်တယ်ပေါ့နော်တတ်မှတ်တယ်မဖြစ်နိုင်ဘူး systematic error လို့ကျွန်တော် bias တွေပါတယ်ဒါကိုကျွန်တော်တို့ကြည့်ပြီးတော့အခါကျွတ်ချက်တာဟုတ်တဲ့အတွက်ကြောင့်ဒါကကျွန်တော်တို့ inconsistent ဖြစ်တဲ့ change လို့ကျွန်တော်တို့နားလည်လို့ရပါတယ် အဲ့တော့ جماعه တို့ဒီတွက်မယ်ဆိုလို့ရှင်ကြတော့ဒီခုနကပြောရဲ جماعه SD ပေါ့နော်အခြေခံပြီးတော့ခါကြတော့တွက်ချက်မှာဖြစ်တယ်ဒါက جماعه တို့ SD တုံးမဟုတ်နောက်တစ်တမျိုးဖြစ်တယ် جماعه CV ပေါ့နော် CV percentage percentage of CV နဲ့ جماعه တို့တွက်ထုတ်တာဖြစ်တယ်အဲ့မှာ جماعه တို့ကပြန်ပြီးတော့ပါလာတဲ့စကားလုံးလေးကအရှိရ جماعه ပြောခဲ့တဲ့ measures of uncertainty မှာပါခဲ့တယ်ဒီ coverage factor ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့အဲ့မှာတော့ جماعه တို့ကဒီအဲ defector ဟာဆိုလို့ရှိရင် جماعه တို့ဒီ control limit တွေနေနဲ့ချိန်ဆပြီးတော့ခါကြဘယ်လိုမျိုးအဲအသုံးပြုလဲဆိုတဲ့ဟာကိုလေးပဲပနာပနာဟောပေါ့နော်ပနာမအနေနဲ့ပြော ခဲ့ရပေါ့နော် percentage ချင်းနဲ့ဒီကောင်းကြီးကိုဒီ factor နဲ့ဘယ်လိုချိတ်ဆက်လဲဆိုတဲ့ဟာလေးကို Gaussian distribution နဲ့ဆက်မှာကပုံမျိုးနဲ့ပြပြီးတော့ဒါကတော့ percentage တောက်ဆိုလို့ရှင်တော့ဒီ factor ဘယ်လိုသုံးလဲဆိုပြီးခါကြပြပြခဲ့အရှင်ဒီမှာတော့ကျွန်မတို့ကအဲ့ထက်ကိုကြော်ပြီးတော့ခါကြတော့တချို့တော့တဘောတရားလေးတွေကိုနားလည်ရမှာဖြစ်တယ်ကျွန်တော်ကျွန်မတို့ဒါနဲ့ပတ်သက်ပြီးနည်းနည်းထပ်ပြီးတော့ရှင်းပြမယ်အဲ့လိုတီးတော့မှသာတည်မယ်ကျွန်မတို့ဒီ error rate ပမာဏကိုတိတိကျကျကျွန်မတို့ quantify လုပ်လို့ရမယ်တွက်ချက်လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကလည်းဘယ်ပုံမူတည်လဲဆိုလို့ရှင် S0 CV တို့မှာမူတည်နေတဲ့အတွက်ကြောင့်မလို့ကျွန်မ random error အနေနဲ့ပြင်ပြီးကြည့်မယ်ဆိုလို့ လို့ရှိရင် coverage factor တွေဆိုတော့ဖြစ်မနေသိရမှာဖြစ်ပါတယ်။အဲ့တော့ဒါကျွန်တော်ရှိရပြောခဲ့တဲ့ MU နဲ့ပတ်သက်တဲ့ဟာပေါ့နော်။အဲ့မှာကျွန်တော်ပြောခဲ့တဲ့ combined MU is better MU နှစ်ခုရှိရဲ့။အဲ့တော့အဲ့မှာကျွန်တော်တို့က bias တို့နောက်တစ်ခါ systematic error တွေရရှိရဲ့ဒီ effect တွေရရှိရဲ့ဆိုတော့ errors တွေခံမနိုင်ခြင်းမရှိဘူး။ဒါကြောင့်မို့ကျွန်တော်တို့က MU မှာအဲ့ဒါတွေမပါဘူးဆိုပြောခဲ့။အဲ့မှာသုံးတဲ့စကားလုံးဝကျွန်တော်တို့ကျွန်တော်တို့ k factor coverage factor အနေနဲ့သုံးလို့ခါကျွန်တော် MU ပြတ်ချက်တွေဆိုပြီးတော့ကျွန်တော်တို့ပြောခဲ့တာရှိပါသေးတယ်။ အဲ့တော့ဒီမှာလေးကျွန်မတို့ confidence နေပြီပေါ့နော်အဲ gaussian distribution နဲ့ချိန်ဆက်ပြီးတော့ခါကြတော့အဲ k ပေါ့နော် စကားလုံးအဖြစ် k အဲနာမည်အဖြစ်တော့ coverage factor ဆိုပြီးတော့ခါကြတော့အဲ့ကောင်ဒီဘလောက်ဒီအဲ percentage အားဖြင့်ကျွန်မတို့လွှမ်းရှုံနိုင်ကြဆိုတော့လေးပဲ confidence limit နဲ့အတူချိန်ဆက်ပြီးတော့ခါကြတော့ရှင်းပြခဲ့ရလေးရှိပါတယ် โอเคเนาะဒါကျွန်တော်တို့သူရခီဟိုဘာလို့ဆိုကျွန်တော်တို့က2ကတော့3ကတော့တွေ့တယ်ပေါ့เนาะဒါကြောင့်မို့ကျွန်တော်တို့နံပါတ်အားဖြင့်2ကိုသုံးပြီးတော့ခါကြတော့ဒီ confidence limit မှာရှိလား limit တွေမှာရှိလားမရှိလားဆိုပြီးခါကြတော့ coverage factor တစ်ခုအနေနဲ့သုံးလိုက်တာဖြစ်တယ်ပေါ့เนาะ အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့အခုသုံးမယ်ဒီ coverage factor set factor ကတော့နည်းနည်းလေးပိုပြီးတက်ဖို့လိုတိဖို့လိုလာပြီ။ရှေ့ကကျမပြောခဲ့လိုပဲအသုံးများတဲ့ဒီ set factor ကတော့2ဆိုပြီးအမြန်ကျမအလွယ်သုံးတယ်ပေါ့နော်။ဟိုအခုကကျမမရအောင်လားဆိုရပါတယ်။ဒါမှလည်းဆိုရင်နောက်တစ်စကားလုံးတကူသုံးဖို့လိုလာကြတော့1.65ဆိုရယ်ဒီစကားလုံးဖြစ်တယ်ပေါ့နော်ဒီ factor ဖြစ်တယ်။အဲ့တော့သူကဘာဖြစ်လဲဆိုလို့ရှိရင်ကျတော့ error စီတက်လို့တဲ့နေရာမှာဆိုရင်ကျတော့အဲ့လိုမျိုးခဏအောင်အတိအကျနဲ့သုံးမယ်ဆိုလို့ရှိရင်အဆင်ပြေတဲ့အကြောင်းဖြစ်ပါတယ်။အဲ့တော့သူတဲ့ပိုပြီးတခြားနောက်တဲ့ eastern လို့ပြီးသုံးရတဲ့စကားလုံးက1.96ဆိုရယ်ဒီ factor ဖြစ်တယ်အဲ့ဒီကောင်ကလည်းပဲကျွန်မပို့ပြီးတော့ခါကျ error detection rate ကိုပို့ပြီးတော့မြင့်မြင့်လုပ်နိုင်တယ်ဒါမှမဟုတ်လည်းဆိုလို့ရှိရင်ဒီကောင်က instant လုပ်တာပဲဖြစ်ပြီးတော့ခါကျတော့တကယ်တမ်းက1.65နဲ့ဆိုရင်တော့ငါတို့ဒီကောင်ကဒီကောင်ကကျွန်မတို့300ရာမလိုဘူးအဲ့တော့1.65ကိုကျွန်မဘယ်လိုမျိုးရအောင်ပြချက်လဲဆိုတော့ပြင်ကျွန်မတို့ပုံမြင့်လေးပြအောင်ဖြစ်ပါတယ်အဲ့တော့သူဒီပါပဲဆိုလို့ရှိရင်95% error ဆိုဒီလိုတဲ့300ရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ error ရတဲ့နေရာမှာလည်းပဲဒီ SD ကိုပေါင်းထည့်နိုင်ဖို့အတွက်ကိုရည်ရွယ်ကြအောင်ကျွန်မတို့ဒီ z factor တော့ဖြစ်မနေဘယ်လိုပုံစံမျိုးနဲ့အဲသဘောတရားအားဖြင့်ယူထားလဲဆိုတော့ဒီလိုလိုမှာဖြစ်ပါတယ် ော့ကျွန်တော်တို့ဒါကရှေးကတောက်လျှောက်ပြောလာခဲ့တယ်။ Gaussian curve ဖြစ်တယ်။ အဒီက percentage တွေပေါ့နော် probability နဲ့တွက်ထားတယ်ဆိုတော့ data wise တွေဘယ်ထဲမှာဘယ်လောက်ကြီးကြနေဆိုလို့ဆိုလို့ရှိရင်အဲအဲ SD တွေကျွန်တော်တို့ဘယ်လိုမျိုးသတ်မှတ်လဲဆိုတော့လေးပဲရှိရတော့ရှောက်တက်ခါတက်ခါပြောခဲ့ပြီဖြစ်တယ်အဲ့ဒီမှာ99.7%ပေါ့နော်အဲ့ဒီဟာကကျွန်တော်တို့ရဲ့ဒီ SD နဲ့ပြန်တွက်ဆို plus or minus 3 SD ဒီတက်ခါနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကအနေနဲ့ဆိုရင်ကျွန်တော်တို့ကဒီလောက် percentage ပေါ့နော်အဲ့ဒါပို့ပြီး plus or minus 2ဆိုလို့ရှိရင်99အဲ95%ဖြစ်တယ်အဲနောက်တစ်ခါကျတော့အစိမ်းဆိုဒီတက်ပို့ပြီးခါကျတော့68ဖြစ်သွားပြီပေါ့နော် အဲ့တော့ဒီမှာကျမတို့ကအခုနပြောခဲ့တာကကြာတော့ဒီ95%အဲဒီဟိုပါပေါ့နော် errors ကိုသိရှိဖို့အတွက်ဆိုလို့ရှင်ကျမတို့ကအဲဒီ1.5 ဒီဆိုရဲစကလုံးသုံးနေပေါ့ဒီမှာတကယ်ကတော့ technically အဖြစ်ပေါ့နော်ဒီပေါ့တကယ်သူရဲ့နီးစနစ်ပိုင်းအရပြန်ကြည့်မယ်ဆိုရင်ဒါ2ဆိုလုံးလောက်တယ်2ဆိုပြီးသွားပြီ point တွေပိုင်းလည်းမရှိတော့ဘူးတခါတည်းပဲ coverage better ဒါနဲ့တွက်လိုက်လို့ရှင်ဒါပဲပတ်ဆက် data point တွေကိုကြားလို့ရှင်ဒါဝင်နေပြီလို့ကျွန်တော်ယူဆကြရရှိတယ်ပေါ့နော်ဒါကကနဦးပြောခဲ့တဲ့ဟာပေါ့နော်ခုနကကျွန်တော်ပြောတဲ့ wifi spice ဆိုတာကဘယ်လောက်တည်းလဲဆိုလို့ရှင်90%ကိုပဲဒီ cover ဖြစ်မယ်ပေါ့နော်ကျွန်တော်တို့ data point တွေအားလုံးရင်10%အဲ90%ကိုသာလင်းကိုစားပြုပြီးတော့ SD နဲ့လက်ခံလို့ရဖြစ်တဲ့အကြောင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှင် ကိုဘက်မှာအဲဒါကအများကြီးကျွန်တော်တို့ဟိုဟိုဟာဖြစ်နေရပေါ့နော်ဒီဟာဟို25%လောက်မဟုတ်ဘူးဘာလို့ဒါကိုကျွန်တော်ယူရယူရလေးလို့အဲထင်ရကြရှိရအဲ့တော့ 1.7 SC ဆိုတာကျတော့ကျမတို့က 1SC နဲ့ 2SC နဲ့ခြားဖြစ်နေရပေါ့နော်ဒါကိုကျမတို့90%ပြန်ပြီးတော့ယူလိုက်မယ်ဆိုဒီကောင်ကဒီနေရာလောက်မှာရှိရပေါ့ဟိုဘက်ဒီပဲဆိုတော့ plus or minus ဆိုလို့ရှိရင်ဒီနေရာလောက်မှာရှိမယ်အဲ့တော့ဘာဖြစ်လို့ကျမတို့ဒီကဏ္ဍကိုမှယူရတာလဲသူ့ကိုယူလိုက်ရင်မပြီးဘူးလားသူ့ကိုယူလိုက်လို့90%လည်းဖြစ်သွားပြီကဏ္ဍအဖြစ်လည်း2ပဲဖြစ်တဲ့အကြောင်းမူတာကသုံးလို့ရတဲ့အဆင်ပြေရှင်းရစီကျမတို့ MU ပြောတော့မှလည်းပဲအဲ့ဒီ2ဆိုတဲ့စကားလုံးကိုဒါကြားဝူးနေကြတာရှိရပေါ့ဘာမှလည်းသိကွာတာမဟုတ်ပဲဘာဖြစ်လို့ကျမတို့1.75ဆိုတဲ့စကားလုံးတော့သုံးရလေးဆိုတော့ကျမမေးကြရှိရပေါ့အဲ့တော့ကျမတို့ကြည့်ရအောင်နော်1.75ဆိုတဲ့ ဆိုတော့ကျွန်တော်တို့တွန်းရတယ်ဆိုတာဒီဘက်မှာကျတော့ကျွန်တော်တို့ကအဲရှေ့ကပြောခဲ့ရင်ဒီ true value target value ဆိုရဲအဲ bias ပေါ့နော်ဘလောက်တိလက်ခံလို့ရတယ်ဆိုပုံမှန်အဲသဘောတရားဒီမှာပြန်ပြီးတော့ထည့်ထားတယ်မင်းကနေပြီးတော့အဝေးဆုံးဖြစ်တဲ့ 3SD အထည်ဆိုလို့ရှိရင်ဒါကလက်ခံလို့ရတဲ့အနေအထားဖြစ်တဲ့ acceptable range တွေမှာရှိရတဲ့ကြောင့်မို့ကြောင့်ကျွန်တော်တို့ကဟိုသဘောတရားအချင်းကြည့်မယ်ဆိုရင်ဒါကကျွန်တော် true value တက်မှတ်လိုက်တယ်ပေါ့နော်ဒီတက်ဝေးလို့တော့မရတော့ဒီဘက်ကြီးဝေးနေဆိုတော့ 4S ကြီးပဲရောက်သွားပြီ outline ရဖြစ်တော့ဒီဇိုင်းမှုကျွန်မတို့ဒီမှာထားရခြင်းဖြစ်တယ်အဲ့တော့ဟို systematic errors ကိုပြန်ပြီးတော့ဟိုကြည့်မယ်ဆိုတာ bias ဖြစ်တဲ့အတွက်ကြောင့်မို့ဆိုတော့ဒီမှာကျွန်မတို့ဒီလောက်ဆိုလို့ရှိရင်ဒါကအဲသူ့ရဲ့ပမာဏပေါ့နော် quantity ကို quantify လို့ရပြီဒါတော့အဆင်ပြေရပြီအဲ့တော့ random error အတွက်ကကျတော့ကျွန်မတို့ဒီဒီဘက်မှာအဲဒီ1.65စက္ကန့်လောက်အောင်သုံးတယ်ဘာလို့လဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တယ်ဟိုဘက်ဒီဘက်ဒီမှာဒီမှာတော့ဒီခြမ်းရအောင်လေဒီဘက်မှာပဲထားတာဒီဘက်ကဟာမရှိတော့ဘူးပေါ့နော်ဒီဘက်ကဟာကျတော့ဒီဘက်မှာကျွန်မတို့ဒီ အာဒီ true value ထားတဲ့ဘက်မှာပေါ့နော်တချမ်းမှာထားမယ်ဆိုရင်ဒီမှာ power usage တွေစောင်းဒီဘက်မှာ5%ကိုထည့်ပြီးဒီကိမထားတော့ဘင်းနဲ့သူကပါသွားပြီပဲဆိုပြီးတော့ပဲယူစားပြီးတော့ဒီဘက်က5%ကိုပဲကျွန်တော်တို့သွားပြီးတော့ကြည့်ရမယ်ပေါ့နော်အဲ့တော့ဟိုဘက်ဒီဘက်5%ကြီးနှုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ SD ဟာပြီးဘယ်လောက်နဲ့သွားကြည့်လဲဆိုခုနပြောခဲ့ပြီးသား1.75 SD ဆိုတော့ဒီအာ standard deviation နဲ့သွားကြည့်ရအဲ့ဒါကြီးကအားလုံးပေါ့ဒီ data-wise ကလည်း90% 90%ခန့်လောက်ကြောက်ရောက်နေရဆိုလို့ကျွန်တော်တို့တည်ထားလို့ရပြီသားဖြစ်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့က တကယ်တမ်းသာပေါ့နော်ဟိုဘက်မှာ5%တာပါပြီးသားဖြစ်မြဲဆိုလို့ရှိရင်အားလုံးမှာကျွန်တော်တို့ဒီအဲ့ဒီ5%မှာပြင်မတွက်လာမြင်ဆို95% total အဲ error ပေါ့နော် random error ဖြစ်ပြီးတော့ခါကျအဲ့ဒီကောင်ကဆိုလို့ရှိရင် one point six five sd အဲကိုထည့်တင်ပြီးတော့ခါကျ press ချထားတာဖြစ်တယ်ဆိုတော့နားလည်ထားလို့ရတယ်ဒါကြောင့်ကျွန်တော်တို့ဒီဒီဘက်မှာ5%ချန်နေဆိုတဲ့သဘောတရားကို automatic ကျွန်တော်တို့တည်ပါတယ်ပေါ့ဒါကြောင့်ကျွန်တော်ပုံမှန်လေးရေးထားတယ် furthest left တဲ့ point ပေါ့နော်ကိုရဲ့ဒီအနည်းဆုံး point ရဆိုလို့ရှိရင်95%အဒီသူသူပေးထားတဲ့ဒီဂျားထဲမှာပဲရှိနေမယ်ဆိုတော့5%အတွင်းမှာရှိနေမယ်ဆိုပြီးတော့ပဲကျွန်တော်တို့က နားလည်လို့ရတယ်။ဒါကြောင့်ကျွန်တော်တို့ဒီသူရဲ့အဲအားလုံးပေါ့နော်သူရဲ့ twitch ဆက်လိုက်တဲ့ population အကုန်လုံး95%အတွက်ယူရပြီးတော့ဟာကျတော့ target ပဲဒီမှာတွေးဖိနိုင်နေအများဆုံးသော variation တူတဲ့ variation ကို DE လို့ယူရတာဟာကျတော့ဒါကိုကျွန်မတို့က1.6 by SDR ပြင်ပြီးတော့ factor အနေနဲ့ယူပြီးတော့ဒီကဏ္ဍကိုပဲကျွန်မတို့က edge နဲ့ပြင်ပြီးတော့အဲဒီ SCB တွက်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကောင်တွေပြင်ပြီးတော့မျှဝါရှင်ဖြစ်တယ်ဆိုတော့ခုနားလေပါဦးဒါကြောင့်ကျွန်မတို့ဒီအခုနပြောသူလိုမျိုးအဲ90%တူတဲ့ data data points တွေအကုန်လုံးဒီအဲ 1.sd ဆိုပေမဲ့လည်းပဲတကယ်လည်းကျွန်တော်တွက်ချက်တဲ့အခါမှာဆိုလို့ရှင်တော့ errors တွေပမာဏအပြီးတွက်ချက်တဲ့အခါမှာဆိုလို့ရှင်တော့အဲ့လိုစကားလုံးယူရတာဖြစ်တယ်ပေါ့ဒါဆိုကျွန်တော်ရှင်းသွားပြီအခုနကပြောခဲ့သလိုအဲ2ကိုမယူမယ်ဘာလို့1.7ကိုယူလဲဆိုတော့အခုချိန်မှာကျွန်တော်တို့နားလည်သွားပြီပေါ့နော် အဲ့တော့ဒီမှာကျတော့အဲထပ်ပြီးတော့နောက်ထပ်ဒါဒါတော့ဟိုရှင်းပြချက်တခုပါပဲ1.7ဟိုဘယ်နော်1.96ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ကျမတို့ကခုနက5%ထက်ဝယ်2.5%ဖြစ်သွားပဲပေါ့နော်အဲ့တော့အဲ့တော့2.5%ဆိုလို့ကျမတို့က95%တက်ကိုကျော်သွားပြီတော်တော်လေးတော့ကောင်းတော့အောင်တယ်ပေါ့နော်97.5%တော့ဖြစ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်အဲ့လောက်ကြီးလောက်စရာမလိုဘူးကျမတို့ဒီအဲဒီ technically ဟိုဘာ principle အားဖြင့်ဆိုရင်95% errors ကိုအဲခြုံငုံပြီးတော့ဟာကျတော့တွက်ထည့်ဆိုတဲ့အနေအထားဖြစ်တယ်ဆိုလို့ရှိရင်အဆင်ပြေဖြစ်တယ်လို့ကြောင့်ဒီကောင်ကမလိုဘူးဒါပေမဲ့ ီမှာဒီလိုက်ပါလို့ရှင်းပြထားရဆိုတော့သဘောတရားအဖြစ်ဒါလည်းရှင်းပြတာတဲ့လို့ရလားဆိုမရောမဟုတ်မရောလားဆိုတော့ရတယ်1.9စင်နဲ့တွေ့ပြီးတော့ဟာကြတော့ပဲပြန်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒါမျိုးဆင်မားတို့ကသဘောတရားကိုအဲသဘောတရားအခြေခံနဲ့ဆိုတော့သွားပြီးတော့နားလည်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကပါလေဆိုရင်2.5%ဟိုဘက်မှာ channel ဆိုရဲနေသားကိုဒါသိရှိဖို့အတွက်ဒါလေးထည့်ထားတာဖြစ်ပါတယ်အဲ့တော့ဒါကခုနကပြောရည်ဒီအဖော်မြူလာပေါ့လीเนาะဘယ်လိုမျိုးဆက်မောက်တွက်တယ်လဲဆိုတာလေးပြန်ပြီးတော့အဲဟိုကနမူနာတွက်ပြထားတာအဲ့တော့ ဒါကကျမတို့ကဒီဟိုပါဗောဒီဘက်ကကြာတော့ကျမတို့ systematic error ဆိုခုနကဟိုကပ်နေရဟိုခုနခုနကပါတော့ပြောင်းမြင်ပါဒီမှာတော့ကပ်ကဒီဘက် SSE systematic errors bias ကဒီဘက်ညာဘက်မှာရွှေ့ပြီးတော့ထားတာတွေအဲ့တော့ random error ဆိုတော့ဒီဘက်ကကျမတို့ gaussian gap ရေဒီဘက်ကပြေဘက်ကရှိပြီးတော့ခါကြာ bias ကတော့ gaussian gap ရေညာဘက်ကပါအားလုံးပေါ့မယ်ဆိုကျမတို့ဒီ AI ရှိသမျှတော့ကျမတို့ဒီ mean နဲ့ဟိုနဲ့ကြားရဲကเออ true value เนี่ยจ๋าเนี่ยก็ชี้ซะเนี่ยတော့ကျမတို့ဒီ random error systematic error အကုန်ပေါင်းလောက်ခါကြတော့ total error ဆိုတော့သတ်မှတ်တယ်အဲဟိုခုနကပြောတယ်ဒီ အဲဖော်မြူလာပေါ့နော်ဒီဖော်မြူလာကိုကြည့်ပြီးတော့ဟာကျတော့ထည့်ပြီးတော့ခဏန်းနေအစားအသွင်းလိုက်ပြီဆိုလို့ရှိရင်ရပြီ RE ဘယ်လောက်ရှိလဲ SC ဘယ်လောက်ရှိလဲ DE ဘယ်လောက်ရှိလဲဆိုတော့ဒီပြီဆိုတော့နောက်အဲ RE ဘယ်လောက်ရှိလဲ SC ဘယ်လောက်ရှိလဲဆိုတော့ဒီပြီဆိုလို့ရှိရင် SC လို့ CV လို့ဒီပြီဆိုလို့ရှိရင်ဆိုတော့နောက်ဆုံးမှာကျမတို့ DE ကိုတွေ့ထုတ်လို့ရရဲပေါ့နော် ဒါကကျမတို့ကဟိုဟွာပေါ့ဒါ principle အဖြစ်ပေါ့နော်တူတဲ့ error သိနေတယ်ဆိုတော့ systematic errors နဲ့ random error တွေပေါင်းရတယ်ဆိုတော့ကျမတို့ဒါပြောပြထားတာအဲ့တော့ SE ကဘာဟိုဟာကိုစားပြုလဲဆိုတော့ကျမ bias ကိုကိုစားပြုလဲဆိုတော့သိလို့ရတယ်အဲ RE ကလည်းကျမတို့ကျမပြော loss factor နဲ့ SD နဲ့ကိုစားပြုပြီးတော့သိလို့ရတယ်ပေါ့နော် ဲ့တော့ကျမတို့ဒါကနောက်ဆုံးမိတ်သိရမှာကျတော့ today error ဆိုတဲ့ဟာဒီ inequality inequality နဲ့ imprecision ပေါင်းချင်းဒါချင်းဖြစ်တယ် inequality ဆိုတာကျတော့ကျမတို့ခုနကပြောတဲ့ဒီ SE ပေါ့နော် systematic errors bias ဘာဖြစ်လဲဆိုတာသိပြန်ဆိုလို့ရှိရင် inequality ဆိုတာနားလည်ပြီ imprecision ဆိုတာကျတော့ကျမ random error ပြောတာဖြစ်တဲ့ဥစားမှုကျမတို့ဒီပြောထားတဲ့ SD ကိုသိရဆိုလို့ရှိရင်ကျမတို့နားလည်လို့ရပြီလို့ပြောလို့ရပါတယ် မဆန်းနေကြပြီဆိုလို့ရှင်ကျတော့ကျွန်တော်တို့ဒီ CV နဲ့ပြန်ပြီးတော့တွေ့တဲ့အခါမှာဒီ CV ရဲ့အဲ formula ပြန်ပြီးတော့ဒါလေးကပြောပြထားတာ SDO mean နဲ့စာပြီးခါကြတော့တရားနဲ့မျှဝေသည့် CV ဖြစ်ပါလေလို့ပြန်ပြီးတော့ဒါလေးကပြောပြထားတာဖြစ်ပါဒါ review ပါပဲเนาะရှိရလဲဆိုတော့ဒါကိုတက္ကະတက္ကະချင်းညအောင်ပြောပြခဲ့ပြီးသားဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ expected ဒီ value ပါပေါ့เนาะကိုယ့်ရဲ့ဒီ true value ပါဆိုလို့ရှိရင်ကိုယ်တွက်ထားတဲ့ observe mean နဲ့ဘယ်လောက်ဒီ꽌နေလဲဆိုတာသိရှိခြင်းအဖြစ် bias ကိုသိမယ်အဲ့တော့ bias နည်းနဲ့နည်းလေနည်းလေအာဒီ systematic error နည်းလေနည်းလေဒီကြီးရလဲနည်းပါဖြစ်တယ်အဲဒီ true value နဲ့ mean နဲ့ဘယ်လောက်ဒီကတ်လဲပေါ့เนาะကတ်နိုင်တယ်များကတ်နေဆိုလို့ရှိရင်တော့ဒီကြီးရနည်းပါဖြစ်တယ်အဲ့တော့အဲ့မှာဒီနေရာမှာပြောချင်တာကျွန်တော် accuracy ဆိုတာဒီတိုင်းတာပြီးတော့မိမိတိုင်းတာလိုက်တဲ့ measurement နဲ့ medical ရှိရမယ် expected result နဲ့ညီစုံမှုဖြစ်တယ်ဆိုတာကိုသိရှိထားမှာဖြစ်တယ်ပေါ့ ါကလေးကသူရဲ့ accuracy ရဲ့ definition ကိုပြန်ပြီးတော့ရေးထားတာဖြစ်ပါတယ်။ကျွန်တော် systematic error လို့ပဲ random error လေးပဲအဲသူနှဲသွားမယ်ပေါ့နော်။နှဲသွားမယ် imprecision နှဲသွားမယ်ပြီးတော့ဟာကြတော့ sg နှဲသွားမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီကနှဲသွားမှာဖြစ်တယ်ကျွန်တော်တို့ဒီထားလို့ရတယ်ပေါ့နော်။ဒါလွယ်လွယ်လေးပါပဲနော်။သဘောတရားအဖြစ်မရှုပ်ပါဘူး။အဲ့တော့ key number သုံးဖို့ပေါ့နော်အဲရှေ့ကကျွန်မပြောခဲ့ဆိုပေတီးအတွက်ရှင်ဘာတွေသိလို့ပြရမလဲ mean observe mean သိရမယ်ကိုယ့်ရဲ့ expected result သို့မဟုတ်လို့ရှင်တဲ့ true value ပေါ့နော်အဲ true mean ဟောသိရမယ် expected value ကိုသိရမယ်နောက်ခါကျတော့ sg ကိုသိရမယ်ဆိုတော့ပြောထားရှိရဲအဲ့တော့အဲ့ဒါလေးကျွန်မတို့ထည့်သွင်းပြောခါကျတော့ခုနကပြီးထားတဲ့ formula ထဲမှာအစားသွင်းလိုက်မယ်ဆိုလို့ရှင်နောက်ဆုံးမှာကျွန်မတို့ te ကိုပမာဏအားဖြင့် quantify လုပ်ပြီးတော့ရရှိမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကလွယ်လွယ်လေးပါပဲ ။ဒါခါကျမတို့ဒါဟိုဟိုဟိုဟာပေါ့ percentage နဲ့ပဲတည်စင်လာပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်လည်းပဲအရာတွေ percentage နဲ့ဟိုဟာပြမယ်ခုနကကျမတို့တည်ခဲ့တယ်ဒီ SD နေရာမှာကျမတို့ CV ကို stretch ချက်ပြီး CV percentage stretch ချက်ပြီးတော့ခါကျတော့ထည့်သွင်းပြီးတော့ stretch ချက်လာမှာကျမတို့ဆုံးမကျမတို့ DE ကို percentage အဖြစ်ရရှိမှာဖြစ်ပါတယ်။ ဒီမှာလည်းအလိုပဲကျွန်တော်တို့လွယ်လေးပဲပေါ့နော်တွက်ကြည့်လိုက်လို့ရှိရင်ဖော်မြူလာဖြစ်ထည့်ဆိုတွက်ချလိုက်မယ်ဆိုလို့ရှိရင် main တိမယ် true value တိမယ် sd တိမယ်ဆိုလို့ကျွန်တော်ဆိုမှာကျွန်တော်တို့ de ကိုအဲဒီတိုင်းတည်ချင်တာပေါ့နော်ခဏလေးတည်ချင်တာဒါမှမဟုတ်ရှင်လေ percentage နဲ့တည်ချင်တာတွက်လို့ရပါတယ်နောက်တစ်ချက်ကျွန်တော်တို့ဟို စီတည်ခြင်းနဲ့ကဏ္ဍတွေဆိုလို့ပဲအဲ့လိုမျိုးဆိုတော့အစားသွင်းပြီးတော့ mean true value sg ဒါတည်မယ်ဆိုလို့ရှိရင် de သိရပွဲဆိုတော့မခက်ခဲတော့ဘူးပေါ့နော်ဒါလေးလိုပဲဆိုတော့တခါတည်းပဲ message နေနဲ့ပြီးချင်ပါတယ်တွက်ကြည့်ပါပေါ့နော် mirror မျိုးတွက်ကြည့်ပါ formula တွေထည့်ပြီးအစားသွင်းကြည့်အဲလှုပ်ရင်းနဲ့ဆိုတော့ဟိုမခက်ခဲတော့မှန်းတည်လာပါလိမ့်မယ်ပေါ့နော် အဲ့တော့ကျမတို့အဲနောက်ဆုံးမိပင်ပြောချင်တာကကြတော့ TE ဆိုတာဒီ error တွေအကုန်ပါတယ်ပေါ့နော် total error systematic error တွေပါတယ်အဲ့တော့အဲ့ဒီမှာ systematic errors တွေနေရာကျမ bias ကိုယူထားပြီးတော့ခါကြတော့ဒီ random error တွေနေရာအနေနဲ့ကျမတို့ imprecision ကိုယူထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျမတို့သိရှိရမယ့်အဲအနေထားကကြတော့ကျမတို့ target value ကနေဘယ်လောက်ထိပမာဏကနေပေါ့အဲဘယ်လောက်ထိတွေးဖယ်မလဲဆိုတော့သိချင်တဲ့အတွက်ကြောင့်မလို့ဒီကိုအတွက်ချရာဖြစ်တယ်ဆိုတော့ကျမတို့နားလည်ထားမှာဖြစ်တယ်မိမိတို့မျှော်မှန်းထားတဲ့ goals တွေပေါ့နော် quality goals တွေနဲ့အဲ ထဲထဲမှာ layout ကြီးတွေ့ရှိအောင်လို့ဒါအသုံးပြုတဲ့ထဲမှာ analytical errors ပေါ့နော်ဒီဟာကိုသိချင်တယ်ဆိုလို့ရှိရင် total error ဒီလုံးဝအဲဟိုဟာဖြစ်တဲ့အရင်ကိုအသုံးဝင်တဲ့ဒါ matrix ပေါ့နော်ဒါအတိုင်းတာချက်တစ်ခုဖြစ်တယ်ဆိုတော့နားလည်ထားမှာဖြစ်တယ်အဲ direct estimation indirect estimation ဆိုပြီးတော့ဟိုနည်းလမ်းအဖြစ်တော့နှမျိုးရှိရပေါ့နော် evaluation ဆင်မှာတို့ဒါရိုက်သွားပြီးတော့ estimate လုပ်လို့ရတာလေးတော့ရှိတယ်ပေါ့ဒါလေးတော့ကျွန်တော်တို့မှတ်ထားမှာဖြစ်ပါတယ် အခုကျမတို့ပြောခဲ့တဲ့ method ကတော့ indirect estimation ဖြစ်တယ် direct method ဆိုတာလေးပဲရှိပါသေးရပေါ့နော်အဲ့တော့ဒီမှာတော့ကျမတို့က SD နဲ့ bias နဲ့ပေါင်းထားပြီးတော့ကြတော့ဒါစစ်ဆေးရဲ့ method အနေနဲ့ဒါတို့တဲ့ error ကိုတွေ့ချက်ပါတယ်အဲ့တော့အခုနပြောခဲ့တယ်ကျမတို့ total analytic error ကြီးနေဆိုလို့ရှိရင် SD နဲ့ RE နဲ့ပေါင်းပါနော်အဲ့တော့ဒါတွေကတော့ခုနကပြောခဲ့တဲ့ဒီ formula တွေဖြစ်တယ်အဲ့တော့ကျမတို့ဒီမှာတည်ရမှာကျမတို့အဲ့ဒီ RE ရဲ့ဒီ အစီပေါ့နော်ကြာချင်းသွားရဆိုလို့ရှိရင် total error ကြာချင်းမှာရှိပြီးတော့ခါကြတော့တက်လို့ရှင်လည်းပဲ total error ကြီးတက်လာမှဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ် performance ပေါ့နော်ကျွန်တော်တို့ method performance ကိုသိချင်တယ်ဆိုလို့ရှိရင်ရှေ့ကပြောခဲ့ပြီးသား edge set တွေသုံးလို့မရဘူး root variation တွေသုံးလို့မရမလုံလောက်ဘူးဆိုတာပြောခဲ့တယ်အဲ့တော့ဒါကိုသိပြီဆိုလို့ရှိရင်တော့ဒီ method ကိုသိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ performance သိရှိဖို့အတွက်ကိုအရန်ကိုအသုံးဝင်နေကုန်ကြကြီးလည်းတက်တာတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ဒီဒီ method ကိုသုံးပြီးတော့ခါကြတော့ total error ကိုစစ်ဆေးရတာဖြစ်ပါတယ်အဲ့တော့ဟိုဒါနဲ့ပတ်သက်ပြီးတော့ခါကြတော့ကျွန်တော်တို့ထပ်ပြီးတော့လည်းပဲအဲပြောပြပြီးတော့ရှိ ိသေးတယ်။ဘာလို့လဲဆိုတော့ခုရှေ့ကပြောရဲကျွန်တော်တို့ဒီ quality specification တွေပေါ့နော်။ဒါတွေကဆက်လက်ပြီးတော့ခါကြတော့အသေးစိတ်လေးတချို့ဟာလေးသိဖို့လိုတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။အဲ့တော့ဒါတွေသိမှသာဖြင့်ခုနကကျွန်တော်ပြောခဲ့သလိုပဲ quality course ကိုပြည့်နေဖို့အတွက်ကိုချမှတ်ဖို့လိုတဲ့ specification တွေကျွန်တော်သိရှိမှဖြစ်တယ်ဆိုတော့ပြောကြရင်လေဒီလက်ချက်ကိုကျွန်တော်ဒီမှာခဏရက်ပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်။